မင်္ဂလာပါရှင်အခုချိန်အားစပြီး2025ခုနှစ်ဇွန်လ9ရက်နေ့ Radio UNG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရရှင်ကျွန်မကတော့မျိုးမိုင်းဖြစ်ပါတယ် ပထမဦးစွာဗမောက်မြို့နယ်ပြည်ထောင်စုအထူးတရားဇာရအဖွဲ့ကို UNG ကဝေဝင်ကြီးဌာနမှဖမ်းဆီးရာ7သိန်းတထောင်ကျော်ရွှေချောင်းအချိုးနဲ့အစစ်မြင့်လက်နက်များပါသိမ်းဆီးရရှိတဲ့တရင်ကိုတင်ပြပေးပါမယ်။ဗမောက်မြို့နယ်မှာပြည်ထောင်စုအထူးတရားဇာရအဖွဲ့သည်အလွဲသုံးစားမှုများပြုလုပ်နေပါသဖြင့်အမျိုးသားရင်ငွေရေးအစိုးရကကွယ်ဝင်ကြီးဌာနကဇွန်လ3ရက်ညနေပိုင်းတွင်ဖမ်းဆီးထိန်းသိမ်းခဲ့လို့တရင်ရရှိပါတယ်။ပြည်ထောင်စုအထူးတရားဇာရအဖွဲ့ထံမှရွှေချောင်းအချိုးငွေကျပ်3,600ကျော်နဲ့လက်နက်ခဲယမ်းများပါ ိန်းစီရရှိခဲ့လို့သိရပါတယ်အဆိုပါအဖွဲ့ကိုဗမောက်မျိုးနယ်မှာထွက်ရှိသည့်တယံဇာရများကိုစီမံခန့်ခွဲရန်အတွက်အယူကြီးတယံဇာရနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝင်ကြီးဌာနကမတ်လတွင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီးပြည်တော်စုအဆင့်တယံဇာရစီမံအုပ်ချုပ်မှုအဖွဲ့အောက်တွင်မြို့နယ်ခရိုင်တိုင်းအဆင့်များဖွဲ့စည်းထားကပြည်တော်စုနှင့်အောက်ခြေအဖွဲ့များထိထိရောက်ရောက်ချိတ်ဆက်နိုင်ရန်အတွက်အထူးတယံဇာရစီမံအုပ်ချုပ်မှုအဖွဲ့ကိုထပ်မံဖွဲ့စည်းထားခြင်းဖြစ်တယ်လို့သိရပါတယ်အယူကြီးဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဘုံ က်ကတိုင်စာများအရစုံစမ်းစစ်ဆေးမေးမြန်းရန်ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီးရဲတပ်ဖွဲ့ကဖမ်းဆီးဖို့အခက်အခဲရှိရာကြောင်းကာကွယ်ဝင်ကြီးဌာနနဲ့ညှိနှိုင်းပေါင်းဆက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ပြောဆိုထားပါတယ်ရှင်။ ဆက်လက်ပြီးမြန်မာစစ်တပ်ရဲ့ကျူးလွန်မှုများပြောမပြနိုင်သောဖြစ်ရပ်ဆိုအစီရင်ခံစာတင်မိတ်ဆက်ပွဲအခမ်းအနားပြည်တော်စုဝင်ကြီးဒေါက်တာဆဆာတက်ရောက် UK ပါလီမန်တာဝန်ရှိသူများနဲ့မြန်မာရေးဆွေးနွေးတဲ့သတင်းကိုတင်ပြပါမယ်။မြန်မာစစ်တပ်ရဲ့ကျူးလွန်မှုများ Unspeakable Tragedy ပြောမပြနိုင်သောဖြစ်ရပ်ဆိုအစီရင်ခံစာတက်ကို Breaking Parliament မှာမိတ်ဆက်ပွဲအခမ်းအနားကို NUG အပြည်ပြည်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်တော်စုဝင်ကြီးဒေါက်တာဆဆာတက်ရောက်ခဲ့ပါတယ်။36စာမျက်နှာပါအစီရင်ခံစာသည်2021အာနာသိမ့် ှုမှစ၍မြန်မာစစ်တပ်၏တိုးပွားလာသောရက်စက်မှုများကိုအသေးစိတ်ဖော်ပြထားပြီးစစ်ရာဇဝတ်မှုများနဲ့လူသားမျိုးနွယ်ကိုစန့်ကျင်သော ရာဇဝတ်မှုများပါဝင်တယ်လို့သိရပါတယ်။ အစီရင်ခံစာမိတ်ဆက်ပွဲသို့ Fortify Right ဖွဲ့ရဲ့အကြီးတန်းဒါရိုက်တာ Benedict Rocker နဲ့ဝန်ကြီးဒေါက်တာဆဆာတို့တက်ရောက်ခဲ့ပြီးလွှတ်တော်အမတ် Tam Lautan MP Baroness Verona Hotjo နဲ့မြမရေးလှုပ်ရှားသူကရင်တိုင်းရင်သူ Royal Fan တို့လည်းအတူတကွပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ထို့ပြင်ဇွန်လ9ရက်နေ့ကလည်း Fortify Right ၏ Benedict Roger နဲ့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆဆာတို့ဟာ Sir Aaron Duncan Smith Baroness Natalie Bennett နဲ့ UK Parliament ၏နိုင်ငံတကာဖွံ့ဖြိုးရေးကော်မတီ ီဝင်များဖြစ်တဲ့ဥက္ကဋ္ဌဆာရာချန်ပီယံ MP မိုနီကာဟာဒင်း MP နဲ့ဘရိုင်းဟန်မတ်ရူ MP တို့နဲ့ UK ပါလီမန်တွင်တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။တွေ့ဆုံပွဲတွင်မြန်မာနိုင်ငံ၏အခြေအနေနဲ့မြန်မာစစ်တပ်၏ပြစ်ဒဏ်ကင်းလွတ်မှုကိုအဆုံးသတ်ရန်နိုင်ငံတကာအရေးယူမှုလိုအပ်ချက်အပေါ်ဆွေးနွေးခဲ့လို့သိရပါတယ်ရှင်။ နွေဦးစရာအတက်ပညာတက်ကတူလူခွင့်ရေးဆိုင်ရာဟောပြောပွဲ Human Right Webinar Series အားပြည်တော်စုဝင်ကြီးဦးအောင်မျိုးမင်းတက်ရောက်တဲ့တင်ကိုဆက်လက်တင်ပြပါမယ်။နွေဦးစရာအတက်ပညာတက်ကတူလူခွင့်ရေးဆိုင်ရာဟောပြောပွဲမေလ30ရက်မှဇွန်လ1ရက်ထိ3ရက်တာကျင်းပခဲ့ပြီးအဆိုပါဟောပြောပွဲတော့လူခွင့်ရေးဆိုင်ရာဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးအောင်မျိုးမင်းတက်ရောက်ခဲ့လို့သိရပါတယ်။အဆိုပါဟောပြောပွဲကိုနွေဦးစရာအတက်ပညာတက်ကတူចောင်းသားများတက်မက SNUSU မှជីမိုးကျင်းပခဲ့ခြင်းဖြစ်ပြီးတင်ကြားရေး program အတီတီ ီးရှိចောင်းသားចောင်းသူများဆရာဆရာမများပါဝင်တက်ရောက်ခဲ့ကြပါတယ်။၃ရက်တာလူခွင့်ရေးဆိုင်ရာဟောပြောပွဲတွင်လူခွင့်ရေးလူကုန်တိတ်ခါနှင့်လွတ်လပ်မှုအကြောင်းအရာများလူခွင့်ရေးနှင့်နိုင်ငံတကာစီးနောင်မှုများအကြောင်းနိုင်ငံတကာရာဇဝတ်မှုများနှင့်တရားမျှတမှုရှာဖွေခြင်းနှင့်ဆက်လင်းသည့်ចောင်းအရာများကိုဟောပြောခဲ့ပြီးတက်ရောက်လာသည့်ចောင်းသားចောင်းသူဆရာဆရာမများကတရှိလူသည်များကိုဆွေးနွေးမေးမြန်းမှုများပြုလုပ်ခဲ့ပါတယ်ရှင်။ Safe Hospital Safe Healthcare Campaign အတွက် OFP Pfizer များမှတစင်နိုင်ငံလိုက်ပါဝင်လှူဒါန်းမှုမှာ American Dollar 3သိန်းကျော်ရရှိတဲ့သတင်းကိုတင်ပြပါမယ်။ Safe Hospital Safe Healthcare Campaign အတွက် OFP Pfizer များမှတစင်နိုင်ငံလိုက်ပါဝင်လှူဒါန်းမှုမှာ American Dollar 3သိန်းကျော်ရရှိထားတယ်လို့ဇွန်လ9ရက်နေ့အထိထုတ်ပြန်ထားတဲ့စည်ရင်းများရသိရပါတယ်။မြန်မာနိုင်ငံတွင်ဘီကင်သောကျန်းမာရေးဆောင်ရှောက်မှုရရှိရတဲ့အတွက်ဘီကင်သောစည်ရုံများတည်ဆောက်နိုင်ရန်ပါဝင်ကူညီလှူဒါန်းကြဖို့အယူ ူးကြည်ကျမိုင်ဝင်ကြီးဌာနကဖိတ်ခေါ်ထားပြီး Safe Hospital Safe Healthcare Human Check Target မှာ American Dollar 4သိန်းဖြစ်က campaign ကာလမှာမေလ24ရက်နေ့မှဇွန်လ30ရက်နေ့အထိဖြစ်ပါရရှင်။ စစ်ကောင်စီကိုဆက်လက်အရေးယူနိုင်ရေးပူပေါင်းဆောင်ရွက်ရန် GSCB တိုက်တွန်းတဲ့သတင်းနောက်ထပ်တင်ပြပါမယ်။အပြည်ပြည်ဆိုင်ရာအလုံသမားရေးရခွဲ ILO မှမြန်မာနိုင်ငံအပေါ်ပုံမှ33ဖြစ်အရေးယူနိုင်ရေးဆောင်ရွက်နိုင်ခဲ့ခြင်းဟာနှွေးတော်လိုင်းရဲ့အတွက်ကြီးမားတဲ့အောင်မြင်မှုဖြစ်ပြီးစစ်ကောင်စီကိုထိရောက်သည့်အရေးယူမှုများဆက်လက်ပြုလုပ်ရန်ပူပေါင်းဆောင်ရွက်ရမည်ဟုအထွေထွေသပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB ကတိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်။အထူးသဖြင့်အကြမ်းဖက်စစ်အုပ်စု၏လောင်စာစီနှင့်ငွေကြေးစီးဆင်းမှုများကိုနိုင်ငံတကာမှအဆောင်ကြီး ီဖိအားပေးမှုများဖြင့်ဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ပါれအကြံဖတ်စီအုပ်စုအားထိရောက်သောရေးရုံမှုများဆက်လက်ဖြစ်ပေါ်လာစေရန်အတွက်လည်းအလုံးပူးပေါင်းပါဝင်ဆောင်ရွက်သွားကြပါရန် GSCB အနေဖြင့်ထပ်မံတိုက်တွန်းနှိုးဆော်အပ်ပါれလို့ထုတ်ပြန်ထားပါれဇွန်လ9ရက်တွင်ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့၌ကျင်းပပြုလုပ်လျက်ရှိတဲ့113ကြိမ်မြောက်ပြည်ဆိုင်ရာအလုတ်သမားရေးရငီလာခန်၌ ILO အဖွဲ့ကမြန်မာနိုင်ငံအပေါ်ပုံမှန်33ဖြစ်အရေးယူကြောင်းဆုံးဖြတ်ချက်ချသည့်အပေါ်စူးစိုးထောက်ခံပြီးယခုကဲ့သို့ဆုံးဖြတ်ရန်စူးစ ားလှူဆောင်သည့်ရဲဘော်ရဲပြက်များအလုံးအတွက်အထူးဂုဏ်ယူကြောင်းဖော်ပြထားပါတယ်။အစံဖတ်စေုပ်စု၏ချိုးဖောက်ကျူးလွန်မှုများအပေါ် ILO ပုံမှန်33ဖြင့်အရေးယူခြင်းဆိုသည်မှာပြည်သူလူထုရဲ့တက်အိုးအိမ်စည်းစိမ်များစွာနဲ့ဘဝကိုအကာအကွယ်ပေးသောရန်ရားကိုဖော်ဆောင်နိုင်မည်ဖြစ်ပြီးအစံဖတ်စေုပ်စု၏ရန်ရားကိုပိတ်ဆို့အရေးယူသည့်ဆောင်ရွက်ချက်ဖြစ်ပါသည်လို့ဆိုထားပါတယ်။ရင်းကဲ့သို့ဆုံးဖြတ်ချက်ချနိုင်ခဲ့ခြင်းဟာစေုပ်စု၏အစံဖတ်မှုများကိုစင်ဆက်မပြတ်ဖော်ထုတ်ပေးခဲ့သောပြည်သူ့ဆန္ဒဖော်ထုတ်မှုများလူပုဂ္ဂိုလ်တို့အချင်းနဲ့ပြည်တွင်းပ ြည်ပအစိုးရဖွဲ့များအလုရှင်ဖွဲ့စည်းများပြည်တွင်းပြည်ပအလုသမားသမဂဖွဲ့များအရက်ဖက်ဖွဲ့စည်းများမြေပြင်တပိတ်အဖွဲ့များနဲ့တော်လှန်ရေးတွင်ကြာရပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးတို့၏ပူပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်းယင်းအရေးယူမှုကိုမထောက်ခံခဲ့သည့်ရုရှားတရုတ်ဘီလာရုစ်ပိုလန်နှင့်လောင်နိုင်ငံအစိုးရတို့မှလွှဲ၍ထောက်ခံအားပေးခဲ့သည့်အခြားနိုင်ငံများ၏အစိုးရများကိုလည်းပြည်သူများကိုစားကျေးဇူးတင်ကြောင်းထုတ်ပြန်ထားပါရဲ့ရှင်။ အကျံဖက်ဆေးစုကြောင့်တလတာတွင်အမျိုးသမီး62ဦးသေဆုံးခဲ့ရတဲ့တဲ့ရင်ကိုနောက်ထပ်တင်ပြပေးပါမယ်။အကျံဖက်ဆေးစုဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့အာနာသိန်းရန်ကျိုးပန်းချိန်မှာစတင်က၄နှစ်တာကာလအတွင်းစစ်ရာဇဝဲမှုနဲ့လူသားမျိုးနွယ်များအပေါ်အမျိုးမျိုးသောရာဇဝဲမှုများလူခွင့်ရေးချုပ်ဖောက်မှုများကိုနေမျိုးစုံဖြစ်ကျူးလွန်နေခဲ့လို့မြမအမျိုးသမီးတမကကတဲ့ရင်ထုတ်ပြန်ပါတယ်။2025ခုနှစ်မေလတွင်ဆေးစုမှလေးချောင်းတိုက်ခိုက်ခြင်းကိုရခင်လများထက်ပိုမိုအသုံးပြုကအကျံဖက်လုပ်ရက်များကိုတွင် င်ကျဲစွာပြုလုပ်နေသည်ကိုတွေ့ရှိရပြီးအမျိုးသမီး62ဦးသေဆုံးခဲ့ရပါတယ်မြမအမျိုးသမီးတမကဤအမျိုးသမီးမှတ်တမ်းနဲ့သူတည်တနာလုပ်ငန်းစဉ်အနေဖြင့်ယခုထုတ်ပြန်သည့်အချက်အလက်များမှာတိကျခိုင်လုံသောသတင်းမီဒီယာအချက်အလက်များနဲ့မြေပြင်မှရရှိတဲ့အချက်အလက်များကိုစုဆောင်းမှတ်တမ်းတင်ထားခြင်းဖြစ်တယ်လို့ဟောပြထားပါတယ်ရှင် ကဘာပဝန်းကျင်ထိမ့်သိမ်းရင်းနှင့်အထိမ့်မှတ်ဖြစ်ပင်155ပင်အားဇလင်းကြီးမြို့နယ်ပကဖတာဝန်ခံပလဖတာဝန်ခံနှင့်အဖွဲ့အစည်းများပူးပေါင်းစိုက်ပျိုးတဲ့တရင်ဝန်အောင်ဆုံးတင်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ9ရက်နေ့ကဘာပဝန်းကျင်ထိမ့်သိမ်းရင်းနှင့်အထိမ့်မှတ်ဖြစ်ရမပင်ခရိုင်ဇလင်းကြီးမြို့နယ်တွင်ကျွန်းပင်များနှင့်အရိပ်ရပင်များဖြစ်တဲ့ကံကိုခရီးစိန်ပန်းပြာစိန်ပန်းဝါစိန်ပန်းနီစိန်ပန်းလိမ်မော်မေဇဲမဂျန်ရှာတပေဘူးတစသည့်အပင်155ပင် ားစိုက်ပျိုးခဲ့ပါတယ်။အပင်များအားဆလင်းကြီးမြို့နယ်ပကဖတာဝန်ခံ၊ပလဖတာဝန်ခံ၊ပင်ငိုင်းတာဝန်ခံ၊ဥပရိတာဝန်ခံ၊လစ်စစ်တာဝန်ခံ၊တီယန်ဇာရတာဝန်ခံ၊ရင်းမပင်မြို့နယ်တီယန်ဇာရအတွင်ရင်မှု တွဲဖက်တွင်ရင်မှုတိုက်နယ်တာဝန်ခံများနဲ့ကျေးရွာပအဖပကဖများနဲ့စုစုပေါင်းအင်အား45ဦးဖြင့်စိုက်ပျိုးခဲ့ကြလို့သိရပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းထောက်တာကီနဲ့ခရှဲလို့ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။